အမေရိကန်ပြည်ထောင်စုဟာ B612 နျူကလ িয়ার ဘုံးကိုတိုက်ပွဲဝင်ထိမ့်ဖို့မပါဘဲအောင်မြင်စွာဆန်းသတ်နိုင်ခဲ့တယ်လို့ထုတ်ပြန်ကြေညာပါတယ်။အမေရိကန်စွန့်ဝင်ကြီးဌာနစန်ဒီယာမျိုးသားတပ်ခွဲဌာနမှထုတ်ပြန်ကြေညာအမေရိကန်ပြည်ထောင်စုဟာ B612 နီးပြူဟာမြောက်တာမွန်နျူကလ িয়ার ဘုံးကိုထိမ့်ဖို့မပါဘဲအောက်တိုဘာတွင်ကတည်းကအောင်မြင်စွာဆန်းသတ်ခဲ့တယ်လို့သိရပါတယ်။ ဒီစံသက်မှုကိုဩဂုတ်19မှ21ရက်နေ့ထိနီဘာရာတက္ကနီအတွင်းစံသက်ကွင်းတစ်ခုမှာပြုလုပ်ခဲ့တာပါစံသက်မှုတွင်အမေရိကန်ရဲ့ပစ္စမမျိုးဆက် F35 ဂျက်တက်လေယာဉ်တွေဟာတိုက်ပွဲဝင်ထိမှုတက်ဆင်လာခြင်းရှိတဲ့တာမွန်နျူကလ িয়ার ဘုတ်ကိုတဲလာပြီးမြေပြင်ကိုပစ်ချပါတယ်ဒီစံသက်မှုကိုမျိုးသားနျူကလ িয়ার လုံခြုံရေးအုပ်ချုပ်မှုဖွဲ့ NASA နဲ့ပူးပေါင်းပြုလုပ်တာဖြစ်ပါတယ်မြန်မာနျူကလ িয়ার လုံခြုံရေးအေဂျင်စီကအဲ့ဒီလေကြောင်းမှပြချတဲ့တာမွန်နျူကလ িয়ার ဘုံးသက်တမ်းကို2024နှောင်းပိုင်းကလေးက နောက်ထပ်အနည်း20ထပ်တိုးဖို့စီစဉ်ခဲ့တယ်လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စီမံထားတဲ့အတိုင်းလေရင်လေရင်အမှုထမ်းတွေနဲ့နောက်ပြီးတော့လက်လက်တက်စင်ကျင်ပါဝင်၄၃မျိုးကိုစနစ်တကျစံသက်လုံးဆောင်နေတဲ့အဖွဲ့ဝင်တွေကအမေရိကန်ဆိုရကကွန်ပျူတာထုတ်ပြန်ပါတယ်။ B61 တွဲနေပြမြောက်နျူကလ িয়ার ဘုံဟာတိကျတဲ့လမ်းညွှန်စနစ်တက်ဆင်ထားပြီးတော့ F35 ရဲ့ပါဝင် တခြားပို့ဆောင်ရေးလေးအနေနဲ့လည်းတွဲဘက်အသုံးပြုလို့ရတဲ့ဒီဇိုင်းထုတ်ထားပါတယ်။အရင်မျိုးစားတွေထပ်ပုံမတိုးတက်လာတဲ့နျူကလ িয়ার လက်နက်မျိုးစားဖြစ်တယ်လို့လည်းသိရပါတယ်။ရုရှားဘက်ကလည်းပြန်လည်ဆိုသလိုဈေးနှုန်းချိုတာပြီးတော့ပျက်စီးလွယ်တဲ့ဖြည့်စီအားပြင်းထန်တဲ့ရှော့ဘုံ3သိန်း2000ထုတ်မယ်ဆိုပါလိမ့်2025ခုနှစ်ကမှဈေးသက်သာပြီးပျက်စီးလွယ်တဲ့ရှော့ဘုံမော်3သိန်း2000ထုတ်ဖို့စီစဉ်ထားတယ်လို့ရုရှားကပြောပါတယ် ဒါဟာယူကရိန်းလိုကြောင့်အတွက်ပြင်းထန်တဲ့ချင်းချောက်မှုလည်းဖြစ်ပါတယ်။အဲဒီကိန်းကဏ္ဍကကြီးစံအသစ်တွေနဲ့ဆင်းရဲနေတဲ့ကြီးစံနှမျိုးလုံးပါပါတယ်။အထူးသဖြင့်ရုရှားကအခုနှစ်ကောင်မှာကီလိုမီတာ200အထိ ပြစ်နိုင်တဲ့ကြီးစံအသစ်900အထိထုတ်ဖို့လည်းစီစဉ်ထားပါတယ်။ယူကရိန်းထောက်လှမ်းရေးစင်ခန်စာအရယူကရိန်းကောင်းဝင်မှာရုရှားလက်ကြောင်းကနေစစ်ပြစ်လွတ်တိုက်ခိုက်မှုဟာဘုံလုံး200ကနေ250အထိမြင့်တက်လာပါတယ်။ဒီဖြစ်စဉ်အရရရှာဘကရန်လူရဲ့လုပ်ရည်တွေမြင့်တက်လာတာညွှန်ပြပါတယ်။လေကြောင်းမုံကွာဝေးကိုကီလိုမီတာ400အထိတိုးမြင့်နိုင်မှုက ရုရှားလေနေအနေနဲ့တက်ခရေးစုံကမဝင်ပဲယူကရိန်းမျိုးတွေကိုပုံမပြူလာထားနိုင်ပြီးတိတာထိန်ရှားတဲ့ချင်းချောက်မှုလည်းဖြစ်ပါတယ်။